career bay ict professional training ကနေပြီးတော့ပြန်ပြီးတော့ကြိုးစားပါရခင်ဗျကျွန်တော်ကလာမျိုးမှဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ dbu လေးမှာတော့ကျွန်တော်တို့ဘာလေ့လာမလဲဆိုတော့ဒါမေးဆိုတော့အနေနဲ့ပေါ့နော်ဒါမတိမဖြစ် computer နဲ့ပတ်သက်ပြီးတော့မတိမဖြစ်ဒီဖို့လိုတဲ့ storage device ဖြစ်ပါတယ်နော် storage device တွေအကြောင်းတစ်ချက်ကျွန်တော်လေ့လာမယ် โอเค story device လို့ပြောရင်ကျွန်တော်မအများကြီးရှိပြီเนาะ story device လို့ပြောရင်ကျွန်တော်ဘာရှိပြီလက်ရှိတွေ့နေရဆိုရင် memory ရှိမယ် memory ဆိုတော့ RAM ပြောတာဖြစ်ပါတယ် RAM ရှိမယ် HDD ရှိမယ် SSD ရှိမယ်เนาะ flash drive တွေရှိမယ်ဒါတော့အများကြီးပဲကျွန်တော် story device တွေရှိရယ်အဲ့မှာမှာတို့ဘာပြန်ကွဲလဲဆိုရင်เนาะဒါယာယီတူလောင်နဲ့မှတ်ဉာဏ်ယာယီမှတ်ဉာဏ်ပဲရှိရဲ့ကောင်းတယ်ဒါ permanent သိမ်းဆည်းတို့အစဉ်ပြေရဲ့ကောင်းတယ်နှစ်မျိုးပြန်ခွဲရယ်ပေါ့เนาะအဲ့မှာ RAM ကတော့ကျွန်တော်တို့ဒါ သူကယာယီမှတ်ဉာဏ်မယ်နော်ယာယီပဲသူလုံး data တွေကိုယာယီပဲသူလုံးသိမ်းဆည်းပေးနိုင်တယ် memory ဖြစ်ပါတယ်နော်အဲဒီ hard disk တို့ SSD တို့ကကြတော့ကျွန်တော် permanent storage device တွေလို့ခေါ်ပါတယ်နော် okay အဲ့တော့ဒါရီမဲလာဆိုမဟုတ်သေးဘူးနော် make sure အခုကျွန်တော်မြင်နေရတယ်ဒီ CD room ပေါ့နော် CD room CD room ကျွန်တော်တို့အရှိအဟအဖြစ်ဘယ်လိုခေါ်လဲဆိုတော့ compact disk room လို့ခေါ်တယ် compact date ဆိုတော့ခေါ်တယ်ဒီအောင်ကျွန်တော်တို့မြင်တွေ့နေရပါတယ်အိမ်တွေမှာပေါ့နော်ကျွန်တော်တို့ MS3 တချင်းတွေပါဖွင့်တဲ့ကမြို့မှာ DC တွေလုံးနေအသုံးပြုတယ်ဆိုတော့ MS3 ကိုစဉ်းစားမိတာမသိဘူးကျွန်တော်တို့တချင်းတွေဖွင့်လို့ရတယ်ဆိုတော့ဘာကြောင့်လဲ နော်အဲဒီဟာတွေသုံးပြီးပြီကျွန်တော်သချင်းတွေဖွင့်လို့ရတယ်ဆိုတာဒီထဲမှာကျွန်တော် data တွေကိုထည့်ထားလို့ပေါ့နော်အရင်ကတော့ကျွန်တော်ငယ်ငယ်ကတော့မသိခဲ့ဘူးပေါ့နော်အဲ CD room ဆို CD room ပေါ့ဗျာ CD room အမခွေမှာသချင်းတွေပါလာလို့ပေါ့ဗျာထည့်လိုက်နေဒါမဲ့ကျွန်တော်စာအပြည့်ပြတင်မယ်ဆိုရင်တော့ဒီကောင် story device တစ်ခုဖြစ်ကြအောင်ကျွန်တော်တို့တိဖို့လုပ်ရယ်ပေါ့နော်ဒီလိုမျိုး story device တွေပါပါရှိမယ် CD ရှိမယ်ပြီးရင်ကျွန်တော် DVD ရှိမယ်နော်ပြီး Blu-ray ရှိမယ်အသုံးခုရှိမယ်ပေါ့နော်အခုကျွန်တော်ပြောပြပေးရတော့ CD room အကြောင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ CD room တွေကဘယ်လိုခေါ်လဲဆိုတော့ကျွန်တော်တို့ဒါ compact disc room လို့ခေါ်တယ်အဲသူတို့နောက်တနည်းအားဖြင့်ကျွန်တော်တို့ဘယ်လိုခေါ်လဲ ဆိုတော့ read only through device လို့လည်းခေါ်တယ် CD တွေကကျွန်တော်ဘာလို့ပြရလဲတစ်ခါပဲထည့်လို့ရတယ်တစ်ခါကျွန်တော်တို့ data ထည့်ပြီးရလို့ရှိရင်နောက်တစ်ခါပြန်ပြီးတော့ထုတ်လို့မရဘူးပြန်ပြီး data တွေပြန်ထပ်သွင်းလို့မရဘူးဖြတ်လို့မရဘူးเนาะဒါတွေကျွန်တော် read only through device လို့ခေါ်တယ်เนาะဒီ CD ROM တစ်ချက်ကိုကျွန်တော်တို့ဘယ်လောက်ပဲ support ပေးနိုင်လဲဆိုတော့900 megabytes เนาะ megabytes ပဲ support ပေးနိုင်တာဒါပေမဲ့ကျွန်တော် 1GB တောင် support မပေးနိုင်ဘူးเนาะ 1GB မှာဘယ်လောက်ရှိလဲဆိုရင်1024 ရှိရနော်1024 max ရှိရပေါ့နော်ဒီမှာ900 max ဆိုတော့1 kit တောင်မရှိဘူးဆိုတော့အဓိကအနေနဲ့ကျွန်တော်တို့ဘယ်အတွက်သုံးလဲဆိုတော့အဓိကအဖြစ်နော် MP3 တွေပဲသုံးရမယ် software အနည်းငယ်ထည့်မယ်နော် software အသေးလေးယူထည့်မယ်ပြီးရင်ကျွန်တော်နောက်ပြီးတော့ video game အသေးလေးထည့်မယ်ပြီးရင် MP3 အဓိက music music ကိုကျွန်တော်ပြောချင်တယ် music ကတော့ကျွန်တော် MP3 ဆိုပါတော့ကျွန်တော်ငငယ်တုန်းကကျွန်တော်နားထောင်ခဲ့ရတာပေါ့နော် MP3 ခွေထည့်ရလို့ရှိရင်ဗျာတစ်ချိန်ရုံမလာဘူးပေါ့ဗျာ ဒီရမလားကျွန်တော်တို့ခွေရတပုတ်ပြီးတပုတ်သူ့ပါဆို event တွေကကြော်ပြီးတော့ဖွင့်နေတာဒါပေမဲ့ရုပ်ကိုမမြင်ရဘူးเนาะ DVD မဟုတ်တယ်ဆိုတော့ကျွန်တော်ရုပ်မမြင်ရဘူးအဲဒါမျိုးကိုကျွန်တော်တို့ကเนาะအဲပြောရဖြစ်ပါတယ်ဒီလိုမျိုး data တွေသိသိလို့ရတာဒီ city room မှာသိလို့ရပါတယ်သူ့ကိုကျွန်တော်တို့က900 mb ဖြစ်တော့လေဒီမှာတခုကျွန်တော်ပြောပြချင်တာကเนาะ read only through device ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့ data တစ်ခါထည့်လိုက်ပြီ900 mb သူက support ပေးတယ်ဒါပေမဲ့ကျွန်တော်က data 1 mb 2 mb ပဲကျွန်တော်ထည့်လိုက်တယ် ဒါပါတော့ဒီ1 map 2 map အပြင်ကိုထပ်ပြီးတော့နောက်ထပ် data လည်းထပ်ထည့်လို့မရအောင်အဲ1 map 2 map ကိုလည်းဖြတ်လို့မရအောင်เนาะဒါအောင်ကျွန်တော်က read only ဆို device ကိုခေါ်တာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာ data 900 map ရှိရင်ထားပါတော့ကျွန်တော်900 map ထည့်လိုက်တယ်ဟုတ်ပြီ200 map ကျန်ပဲပေါ့เนาะ900 map ဆို storage 200 map ကျန်ဒါပေမဲ့အဲ200ကိုလည်းမေ့စလို့ထပ်သုံးလို့မရဘူးအဲထည့်ထားပြီးသား900လည်းပြန်ဖြတ်လို့မရအောင်ဒါအောင်ကျွန်တော်က cd rom မှာအသုံးပြုတယ်เนาะ technology ပေါ့เนาะ read only ဆို device ဖြစ်ပါတယ်ဒါเนาะ okay နောက်တစ်ခုထပ်ပြီးတော့ပြောမယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒါ เนาะ DVD လာပြီเนาะ အဲ DVD drive တွေပေါ့ DVD drive တွေကြောင့်ကျွန်တော်လည်းအသက်ကြီးလာတဲ့အခါမှာမြင်တွေ့ရတယ်ပေါ့နော် Tower 4 in 1တို့3 in 1တို့ movie တွေဆိုအများကြီးထွက်ပါတယ်နော် Okay အဲ့မှာကျွန်တော်မြင်ရတဲ့ DVD တွေဖြစ်ပါတယ်အ DVD ကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုတော့နော် Digital Broadcasting Disc လို့ခေါ်တယ်အတူမှာမှာအမျိုးအစားရှိတယ် DVD မှာကျွန်တော် reach ရရဲ့ reach ရပေါ့နော် re only ရှိရဲ့ rewrite ရှိရဲ့နော်အဲ့လို rewrite ရှိတာမှာတော့ဘာလဲဆိုတော့ jewel လာနော် jewel လီယာလား single လီယာလားဆိုလို့ရှိတယ်အခုကျွန်တော်စပြီးတော့ပြောပြပေးချင်တာက re only ဆိုတဲ့ device ဖြစ်ပါတယ် DVD မှာ R တစ်လုံး ည်းပါတာဖြစ်ပါတယ်နော် DVD-R ဆိုကျွန်တော်တို့က DVD re only storage media device လို့ storage media device ပေါ့နော် storage media disk ပေါ့နော် okay အဲ့လိုကျွန်တော်တို့သတ်မှတ်လို့ရတယ် okay အဲ့တော့ကျွန်တော်တို့ DVD မှာ single layer ရှိရဲ့ dual layer ရှိရဲ့ဒီ single layer မှာဆိုတော့သူက4.7 gig gig ပေါ့နော် gig ဆိုတော့ gigabyte ပေါ့နော်အဲ့လောက်ဆို support ပေးရင်ဆိုတော့ CD နဲ့ဆိုင်တော်တော်များလာပြီလေနော် CD မှာ900 MB ပဲရှိတာပေါ့နော်အဲ့တော့ကျွန်တော် DVD ကိုနောက်ပိုင်းသုံးဆွဲလာရဲဆိုတော့ဒါကြောင့်ဖြစ်ပါတယ်အဲ့တော့ single မှာ single layer မှာ4.7ပေးတယ်ဆိုတော့ DL ပေါ့ဒီမှာ DL ဆိုတော့မင်းစလိုမြင်ပါလိမ့်မယ် DL နော် DVD read only DL လို့ရေးထားတာ R ဆိုတာက read only read only DL read only ကိုမင်းစလိုကျွန်တော် CD မှာရှင်းပြပြီးပြီ။ဒါလဲဆိုတော့ထားပါတော့အခုဒီ DVD တစ်ချက်ကနော်4.7 4.7GB နော် gigabytes စပုတ်ပေးတယ် single layer မှာထားပါနော် single layer မှာစပုတ်ပေးရဆိုရင်မင်းစလိုကထည့်လိုက်မယ် 1GB data 1GB data ကိုထည့်လိုက်တဲ့အဲ့ဒါကိုထည့်လိုက်တဲ့ခါကျရင် तू ကဘာလဲဆိုတော့ 1GB data နဲ့ပဲဒီတစ်ချက်လုံးကပြည့်ရသွားမှာ။ နော်ထပ်ပြီးတော့ကျွန်တော်တို့မှာထပ်ပြီးတော့ပိုရဲပေါ့နော်4.7 kg ကိုထပ်ပေါင်းလို့လည်းမရဘူးအဲ့ဒီထည့်ထားတဲ့1 kg ကိုလည်းပြန်ထုတ်လို့မရဘူးပြန်ဖြတ်လို့မရဘူးဒါအောင်ကျွန်တော်တို့က rig only လို့ခေါ်တာဖြစ်ပါတယ်နော်ဒါ jewel layer မှာဆိုတော့ဒီကဘယ်လောက်လဲ8.5 kg ဗျ8.5 kg ကိုမှထပ်ပြီးတော့ကျွန်တော်တို့ကထားပါတော့ကျွန်တော်1 kg လောက်ပဲထည့်မယ်ဆိုတော့နောက်ထပ် channel 7.5 kg ကအရန်နှမျိုးပေါ့ကောင်းလေဒီတော့ဒီဒီလို disk တွေကိုဝယ်မယ်ဆိုရင်ကျွန်တော်ကတစ်ခုတည်းထားဖို့လိုတယ်ကိုကဘလောက် mat ကိုတစ်ခါထည့်မှာလဲဘလောက် kg ကိုတစ်ခါထည့်မှာလဲစဉ်းစားဖို့လိုတယ်ပြန်ဖြတ်လို့မရဘူး modify လုပ်လို့မရဘူးเนาะဒါကြောင့်ကျွန်တော်တို့က တော့ read only device တွေလို့ read only ပေါ့နော် storage device လို့ခေါ်တာဖြစ်ပါတယ်နော်သူ့ကိုလည်းကျွန်တော်ဘယ်နေရာမှာသုံးလဲဆိုရင်သူ့ကိုကြာတော့ကျွန်တော်က data အကြီးကြီးကျွန်တော်တို့ တင်လို့ရတယ်ပေါ့နော် data အကြီးကြီးတင်လို့ဘာလို့လဲဆိုတော့8.5 kb တောင် usually ကမှရတာအောင်ဆိုတော့ကျွန်တော်ဒါ data အကြီးကြီးတင်မယ်ဘယ် data တွေကိုပြောထားမှန်းဆိုကျွန်တော်ခွေကူးပြီးတော့တင်ထားတဲ့ data မျိုးထားပါတော့အလူမင်္ဂလာဆောင်အခမ်းအနားမျိုးနော်အလူမင်္ဂလာဆောင်အခမ်းအနားမျိုးမှာကျွန်တော်ကတပ်ပုံဗီဒီယိုတွေရိုက်တယ်ရိုက်ပြီးတော့ဒါကိုကျွန်တော်တို့ဗီဒီယိုပြန်လုပ်ပြီးတော့ပေါ့နော်ဒါတင်ထားတာမျိုးပေါ့နော်ဒီလိုခွေတွေလုပ်တဲ့အခါမှာတုံးတုံးတယ်ပေါ့နော်နောက်တစ်ခါကျတော့ software programming ထည့်မယ်ပေါ့ program ကြီးကြီးမားမားလေးပေါ့နော်အဲ့လိုဟာမျိုးတွေကျွန်တော်တင်လို့ရမယ်ပြီးရင်တချင်းတွေလည်းကျွန်တော်ထည့်လို့ရတယ်မရောမှုရတယ်နောက်တစ်ခါကျတော့ video set ကားတွေပေါ့နော် video set ကားတွေလည်းဒီထဲမှာ ထည့်လို့ရတယ်နော်။ဒါပေမဲ့တခုတစ်ထည်ထားမှာ read only ဖြစ်တဲ့တော့တစ်ခါပဲရမယ်နော်။ထပ်ပြီးတော့ပေါင်းလို့မရဘူး။အဲ့ဒီအရှိရာတွေကျွန်တော်ဖြတ်လို့မရအောင်နော်။ဒါတော့မေးဆိုဒီကိုလိုရယ်။ Okay ဒါကကျွန်တော်တို့ R ရဲ့ဒါလုံဆောင်နိုင်စွမ်းပေါ့နော်။ဖြစ်ပါတယ်။အဲ့တော့ကျွန်တော် DVD မှာနောက်ပြတ်ကျွန်တော်ထပ်ပြောရတာပါလဲဆိုတော့ RW ရှိရယ်နော်။ read write ပေါ့နော်။ rewrite able လို့ခေါ်တယ်။ rewrite able လို့ခေါ်တယ်နော်။ Okay အဲ့တော့ထပ်ပြီးတော့ကျွန်တော်တွေ့ရမယ်နော်။ โอเคဆိုတော့အခုကျွန်တော်ထပ်ပြီးပြောပြမှာက DVD RW ဖြစ်ပါတယ်เนาะ RW RW ဆိုတော့ဘာလဲဆိုတော့ဒီမှာ RW လို့ရေးထားတယ် rewrite ever rewrite ever လို့ခေါ်ရပါเนาะ read လို့ရတယ် write လို့ရတယ်ဆိုတော့ကကျွန်တော်ရှိတဲ့ data တွေကိုကျွန်တော်ထပ်ပြီးတော့ပေါင်းလို့ရတယ်အဲ data တွေကိုဖြတ်လို့ရမယ်ကိုလိုချင်တဲ့ data တွေထပ်ပြီးပေါင်းလို့ရတာကို rewrite လို့ခေါ်တယ်เนาะ okay အဲ့တော့ ထပ်ပြီးတော့သူတို့ဘယ်လိုခေါ်လဲဆိုတော့ reaver rightaver story device လို့ခေါ်တယ်เนาะဒါအခုမြေဆိုလို့မြင်နေရ reaver reaver rightaver story device ဖြစ်ပါတယ်ဒီမှာဆိုလဲ DVD RW လို့ရေးထားတယ်เนาะ RW ကျွန်တော်ရေးထားတယ်4.7 GB ဆိုတာလည်းမြေဆိုလို့တီးဖို့လိုတယ်ဗာလဲ single layer ဖြစ်ပါတယ်ကျူရယ် layer ဆိုရင်သူကဘယ်လောက်ထိစုပ်ပေးလဲ8.5 GB right အဲ့တော့အခုဒီမှာ DVD RW လို့ပွာပါလာမယ်ဆိုရင်မေရှင်တို့ပြန်တီးဖို့လိုလဲဆိုရင်တော့ကျွန်တော်တို့ဒါ rewrite rewrite event ရတဲ့ဟာဖြစ်ပါတယ်နော်ကျွန်တော် data တွေကိုထည့်တင်နေဖြတ်ချင်နေဆိုရင်ဒီလို RW ဆိုရဲ RW ပါတဲ့ဟာမျိုးပေါ့နော် RW ခွေမှာ RW လို့ရေးထားတဲ့အခွေဝယ်ရမှာဖြစ်ပါတယ်နော်ဒါမှမဟုတ်ကျွန်တော်တို့တစ်ခါသုံးခွေဖြစ်နေပါလိမ့်မယ်နော်ဒါကိုတီးဖို့လိုပါတယ်အဲ့တော့ဒါတွေကိုကျွန်တော်ပြန်သုံးလဲဆိုရင် data တွေ store လုပ်တဲ့အခါမှာသုံးမယ် big data တွေ store လုပ်တဲ့အခါမှာသုံးမယ် computer software တွေတင်စီထားခြင်းတဲ့အခါမျိုးမှာသုံးမယ်အလုံးမင်္ဂနာတခြင်းတွေအဖန်တီးခြင်းတဲ့အခါမျိုးမှာသုံးမယ်ပြီးတော့ phone in one တိုင်း in one တို့ video query ပေါ့ video card တွေ store လုပ်ခြင်းတဲ့အခါမျိုးမှာဒါတွေကိုကျွန်တော်တို့သုံးကြမှာဖြစ်ပါတယ် okay နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ထပ်ပြီးသိဖို့လိုတာ blu-ray disc ပေါ့နော် blu-ray disc တွေကိုများသောအားဖြင့်ကျွန်တော်ပမာမြင်တွေ့ရတယ်ဆို CD map တွေမှာအမြင်တွေ့ရတယ်နော်ဘာလို့လဲဆိုတော့ blu-ray disc တွေကနော်ကျွန်တော်ဒါအရေးတွေးမြင်တယ် ဒီ DVD เนาะ DVD တွေထွက်စာရင် Blu-ray disc ကများစွာသောအရည်သွေးအရန်ကောင်းတဲ့အရည်သွေးပေါ့နော်ပုံမကောင်းမွန်တဲ့အရည်သွေးပုံမကောင်းမွန်တဲ့ရုပ်ထွက်တွေကိုထုတ်ပြရ Blu-ray disc ဖြစ်ပါတယ်။အဲ Blu-ray disc တွေကကြာတော့ဘာလဲဆိုတော့ Blu-ray disc တွေကများသောအားဖြင့်ကျွန်တော်တို့เนาะဒါပုံမကောင်းမွန်တဲ့ DVD တို့ထက်တော့ပုံမကောင်းမွန်တဲ့ရုပ်ထွက်အရည်သွေးတွေကိုသူကဖန်တီးပေးနိုင်တယ်စပုတ်ပေးနိုင်တာ Blu-ray disc လို့ခေါ်တယ်။အဲ့တော့ Blu-ray disc တွေကျွန်တော်များသောအားဖြင့်ဘာမှတွေ့နိုင်လို့ CD မှတ်တွေမှာပဲတွေ့နိုင်မယ်เนาะကျွန်တော်တို့ပြောကြရတယ်သိရမလား original ကဒါ original က original ကဆိုတာဘာလဲဆိုတော့ original ကတော့ Blue Disc နဲ့ support ပေးထားတဲ့ကားတွေဖြစ်ပါတယ်။ပြန်ပြီးတော့ကျွန်တော်တို့ကိုကူးခွေပြန်ထုတ်တဲ့အခါမျိုးမှာတို့က DVD ပြန်သုံးတာဗျာသိရမလား။ Blue Disc ကဒါလုံးဝ original ခွေထုတ်ရင်ကျွန်တော်တို့ Blue Disc နဲ့ထွက်တဲ့နိုင်ငံခြားကားတွေနိုင်ငံခြားတချင်းတွေနော်ဒါတွေဆိုတာဖြစ်ပါတယ်။ဆိုတော့ Blue Ray မှာလည်းကျွန်တော်ဘယ်လိုရှိရလဲ2မျိုးရှိရနော်။ BDR နဲ့ BDRE ဆိုပြီး2မျိုးရှိရယ်ဆိုတော့က Blu-ray disc re re only ပေါ့နော် re only ဒါမှမဟုတ် reable ပေါ့နော်ဒီလိုခေါ်တယ်။ RE ကကြတော့ Blu-ray disc rewrite လို့ခေါ်ရပြတယ်နော် ဆိုတော့ဒီနှစ်ခုရဲ့ဟိုခြားလိုက်ကြတော့မိတ်ဆွေတို့ကျွန်တော်ပြောပြီးပြီဆိုတော့ဒီမှာတော့ကျွန်တော်ထပ်မပြောတော့ဘူးဆိုတော့သူ့မှာလည်းပါရှိလဲဆိုတော့ single layer ရှိမယ် dual layer ရှိမယ် single layer မှာဆို25 git တောင် support ပေးနိုင်တယ် dual layer မှာဆို15 50 git နော်50 git တော့ support ပေးနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ video ကတကားမှာပေါ့ထားပါတော့နိုင်ငံခြားကားတွေကိုကြည့်ရင်ဆိုရင်တော်တော်ကောင်းတဲ့အရေးကြီးလို့ရတာဟောသူ့တကား video တကားတကားကိုလည်းကြည့်လာအောင် store လုံးနိုင်တဲ့ disk က single layer မှာတော့25 git တောင် support လုံးနိုင်တယ်ဆိုရင်ဘယ်လောက်ထိကျွန်တော်တို့ကောင်းလာနိုင်လဲဆိုတော့မိတ်ဆွေတို့စဉ်းစားကြည့်လိုက်နော်ဟိုအများများဆက်နေကျွန်တော်တို့ကပုံမှန်ကောင်းမှုန ဲဒါ HD quality ကြီးကျွန်တော်တို့ထည့်ထားနိုင်ရင် store လုပ်ထားနိုင်ရင်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒါ blu ray taste တွေကအရန်ကောင်းတဲ့အခြေအနေတွေ support ပေးနိုင်တယ်နော် single layer မှာ 25kb dual layer မှာ 50kb ကြီး support ပေးနိုင်တဲ့ taste တွေဖြစ်ပါတယ်ဆိုတော့သူ့ကျွန်တော်ဘယ်လိုသုံးလဲ use for store HD video လုံးဝ HD video တွေကိုကျွန်တော် store လုပ်မှာထားပါတော့ကျွန်တော်တို့ company မှာ CCTV တက်ထားတယ် CCTV တွေကိုကျွန်တော်တို့ record တွေယူထားတယ်ဒီ record တွေကကျွန်တော်နောက်တစ်ချိန်ကျပြန်သုံးလို့ရတယ်เนาะထားပါတော့တခိုးတွေပါလေဗျာဝင်သွားတယ်ဆိုရင်ကျွန်တော်ကပြန်ပြီးတော့ recover လုပ်လို့ရတယ်ပြန်ချိလို့ရတယ်အဲ့လိုမျိုးဒီလို data တွေကျတော့ကျွန်တော်တို့ကတမန်ကရှန်က HD DVD နဲ့သွားသိမ့်လို့မရတော့ဘာလို့ story ကအများ CCTV ကအရင် story စားတယ်ဗျာအဲ့လိုဆိုတော့ကျွန်တော်ဒီလိုဟာမျိုးကျွန်တော် Blue Ray disk တွေမှာထည့်ပြီးတင်ထားတာပို့ပြီးတော့မိုက်တယ် ဘယ်ချိန်ဖြစ်ဖြစ်ကျွန်တော်ပြန်ပြီးတော့ incident ကြည့်လို့ရတယ်เนาะအဲဒါမျိုးကျွန်တော်တို့သုံးသွားဖြစ်ပါတယ်နောက်တစ်ခုကဒီလိုတကယ်အရေးသွေးကောင်းတဲ့ဒီ video set က HD quality နော်1080 1920ဒါမျိုး HD quality နဲ့ရတဲ့ resolution တွေကို resolution ဆက်ကားတွေထည့်သွင်းတင်ဆက်ခြင်းတဲ့အခါမျိုးမှာဒီလို disk တွေကိုကျွန်တော်တို့ တုံးဆွဲလို့ရပါတယ်ပြီးတော့ gain တွေပေါ့နော် quality ကောင်းတဲ့ gain တွေပြီးတော့ data အကြီးကြီးတွေ company မှာရှိအရေးကြီးတဲ့ data အကြီးကြီးတွေဒါမှမဟုတ်လည်း company ရဲ့နှစ်ချုပ် data ဒါမျိုးတွေတော့ထည့်ပြီးတင်စီထားလို့ရပါတယ်နော်ဒီမှာလာပြီးတော့တင်စီလို့ရတယ်ဒါတော့ကောင်းပါတယ်အဆင်ပြေပါတယ်နော် okay တော့เนาะတော်တော်ပါတယ်เนาะဒီမှာ single layer 25 gig เนาะကျွန်တော်တို့ဒီမှာ DVD မှာဆို single layer မှာ4.7ပဲရတယ် UR layer မှာဆိုရင်မှဆိုတော့မှာ8.5ပဲရတယ်ဒီမှာ single layer မှာ25 gig ဖြစ်နေပြီ UR layer မှာ50 gig ဖြစ်နေပြီတော်တော်ကြီးဟိုအခြေသွေးကောင်းမွန်တဲ့ရုပ်ထွက်တွေတင်စီလို့ရပါတယ်ဗျာเนาะဒါတော့ကျွန်တော်တို့ CD DVD Blu-ray တွေရဲ့ quality ချက်ဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်ထပ်ပြောချင်တာပါလဲဆိုတော့သူတို့ဟိုเนาะကျွန်တော်တို့ဒီ query ကိုကျွန်တော်တို့ကဘယ်လိုသိမ်းပါလဲ software တွေကျွန်တော်ထည့်မယ်ဟုတ်ပြီဘယ်လိုထည့်ပါလဲ banning လုပ်ပြီးတော့ထည့်မှာရမယ်เนาะဒီတိုင်းကျွန်တော်တို့ခွေထည့်လိုက်တယ်ရော့ in ဆိုပြီးတော့ copy paste ဆိုပြီး software သွားထည့်လို့မရအောင်เนาะခွေတွေကိုကျွန်တော် banning drive လို့ရတယ်เนาะအဲဒီ banning banning လို့ဖို့လို့ရတယ်အဲ့လို banning လို့ဖို့လို့ရတယ်ဆိုတော့ကျွန်တော်ပါပြောရတယ်ဆိုတော့ဒီ mixer ထပ်တိဖို့လို့ရတယ်နောက်တစ်ခုကပါလဲဆိုတော့ banning drive ပေါ့เนาะအဲ banning drive ကကျွန်တော်တို့ရဲ့ laptop မှာဆိုလဲ bake in ပါလာတယ်ဗျာ laptop မှာ bake in ပါတယ် cd drive မျိုးပဲကျွန်တော်တို့ခေါ်တာเนาะ cd drive မျိုးပဲကျွန်တော်တို့ခေါ်တာ အဲနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒါပါလဲဆိုတော့ဒီဒီ banding drive ရှိပဲဒီ banding drive မှာကိုကျွန်တော်တို့ဒါ external banding drive လို့ခေါ်ရပါတော့။ external banding drive ဒီကျွန်တော်တို့တက်ဆင်သုံးပြုရတယ်ဘလို့အခြေအနေမျိုးမှာသုံးသင့်လဲဆိုတော့ကျွန်တော်တို့ laptop မှာပါလာတဲ့ဒီ banding drive ပေါ့နော်ဒီ cd drive တွေအလုံးလုံးလုပ်လို့တဲ့အချိန်မှာဒါမှမဟုတ်လဲကြက်လောက်ကြက်လောက်ပေါ့နော်အခက်အထဲမှာတစ်ခုဖြစ်နေတဲ့အချိန်မျိုးပြတ်နေတဲ့အခါမျိုးမှာကျွန်တော်တို့ဒီ sign တွေကနေပြီးတော့ external ဒီလို banding drive တွေကျွန်တော်တို့ဝယ်ပြီးတော့သုံးလို့ရတယ်နော်။တို့အမျိုးအစားတွေရှိရင်ဟုတ်ကဲ့။အဲ့လိုကျွန်တော်သုံးလို့ရတယ်။သူ့မှာလည်းကျွန်တော်ဘာတွေ support ပေးနိုင်လဲဆိုတော့ re own ောမယ်ဆိုရင် RW လာเนาะ RW လာเนาะဒီမှာဒီမှာသူရေးထားဆိုရင်ဒီမှာသူရေးထားသဒါ all in one ပုံစံမျိုးပေါ့เนาะ blue ray disc လည်းရတယ် RW လည်းရတယ် DVD လည်းရတယ်เนาะ jewel layer single layer အကုန်ရမယ် device မျိုးအဲ့လိုဟာမျိုးကျွန်တော်ဝယ်လို့ရတယ်သူမှာအစားအစာရှိရေเนาะတချို့ဟာကျွန်တော်တို့ကဒါတချို့ဒီ drive drive တွေဆိုရင်နော်တချို့ drive တွေတချို့ဒီပြောမယ် spanning drive တွေဆိုရင်သူကဘာပဲပါလဲဆိုတော့နော်အာဘာပဲပါလဲဆိုတော့သူက RW only ပဲနော် RW reader ပဲနော် DVD ပဲလုပ်တယ်ဆိုပြီးတော့ပြောတာရှိရယ် ကျွန်တော်ကတကယ်တမ်းသုံးချင်တာ blue ray disc ကိုကျွန်တော်ဖန်နေဖန်နေလောက်ချင်တာเนาะ blue ray disc တွေထည့်ပြီးတော့အသုံးပြုချင်တာဒီ drive ထဲမှာအဲ့တော့ကျွန်တော် support မပေးဘူးဆိုရင်အဆင်မပြေဘူးเนาะအဲ့တော့ base ကိုဝယ်ယူမယ်ဆိုရင်ဒါကကျွန်တော်တို့ blue ဟာမျိုးအတွက်ကို support ပေးတဲ့ဟာမျိုးလဲကိုယ်ဝယ်မဲ့ ဘန်နီဒရက်ကဘယ်လိုဟာမျိုးစပုတ်ပြပါလဲဆိုတော့ဒီချာလေ့လာဖို့လိုပါတယ်ဒါမှကျွန်တော်အဆင်ပြေမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ဘန်နီဒရက်ကြီးတော့ရှိပြီကျွန်တော်ဘယ်လိုဘယ်လိုဘန်မလဲခွေဘယ်လိုဘန်မလဲဟုတ်ပြီခွေဘန်မယ်ဟာကျွန်တော်နီလန်းနီလန်းနေရှိရယ်ဆော့ဝဲနဲ့ဘန်လို့ရတယ်ဒါပေမဲ့တော့နီယိုဘန်နေနဲ့ဘန်လို့ရတယ်เนาะဒါမှမဟုတ်လည်းကျွန်တော်တို့ဒါ image banner ကြီးရှိရယ်အဲ့ကောင်လည်းကျွန်တော်နောက်ပိုင်းကျ mystery မပူနဲ့အဲ့ဒါကျွန်တော်ဒါအကူက theory ပြောပြတာဖြစ်တဲ့အတွက်ကျွန်တော်လက်တွေ့မပြသေးဘူးเนาะနောက်ပိုင်းမှာ mystery တိတ်ချကျွန်တော်ပြောပြပြမယ်เนาะဒါတွေရှိမယ်ကျွန်တော်เนาะခွေဘယ်လိုဘန်လဲဆိုတာအစားပြောပြပြမယ်အတုံးဝင်တဲ့ဆော့ဝဲကိုလည်းကျွန်တော်ပြော ော်ပေးမယ်အဲ့လိုမျိုး software တွေတုံးပြီးတော့ ban လုပ်ရတယ်ဟုတ်တယ် mixture ဒီမှာတစ်ခုပဲတည်တာပါလဲဆိုတော့ဒီမှာရှိတဲ့ data တွေကိုနော်ကိုယ် computer မှာရှိတဲ့ data တွေကိုကိုက quad ဆိုမျိုး copy ယူပြီးတော့နေအလွယ်တကူတည်ရမလား cd drive ထဲသွားမယ် paste လုပ်မယ်အဲ့လိုမရဘူးနော်ဒီ cd drive ban တယ်ဒါကြောင့်မလို့ ban တယ်လို့ကျွန်တော်တို့ခေါ်တာနော် software တခုတုံးရတယ် jargon ဖြင့်ဒါမှမဟုတ်ရင် computer မှာပါတဲ့ bin in banning tool ဆိုတာရှိတယ်အဲ့ကောင်ကိုကျွန်တော်တို့တုံးပြီးတော့ ban လုပ်ပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီ drive ကတော့ကျွန်တော်တို့ဒါကိုယ်လက်လို့ laptop တွေမှာเนาะ cd drive ပြတ်တဲ့ဆိုတော့ ကျွန်တော်တို့ဝယ်တာဖြစ်ပါတယ်။ဒါမှမဟုတ်လည်း CD drive ကောင်းလဲဆိုရင်ကိုယ့် laptop မှာမှကိုမကိုခွေးထည့်ပြီးပန်းလို့ရပါတယ်။ဒါပေမဲ့များသောအားဖြင့်ကျွန်တော် recommend မပေးချင်ပါဘူးနော်။ဒီ laptop မှာပါလာတဲ့ CD CD drive တွေအသုံးပြုတော့ recommend မပေးချင်ဘူး။ကြာလန်ပြတ်နေတာဒီကောင်လေးကလေ။အဲ့တော့ဟိုမပေးချင်လည်းမဟုတ်ပါဘူး။သုံးချင်လည်းသုံးပါ။ဘာလို့လဲဆိုတော့ပြတ်မယ်တူတူပေါ့နော်။မသုံးမဲထားမယ်တူတူလို့လား။ဟိုသုံးလိုက်တော့လည်းပြတ်တော့လည်းကောင်းတာပေါ့ဗျာ။အသေးရတာပေါ့နော်။ဟိုဘာဖြစ်လို့လဲဆိုတော့များသောဒီကောင်လေးအခြေသေးသေးမကောင်းဘူး။ ခဏပဲခွေနည်းနည်းပပပဲဗန်းရသေးတယ်အလုံးမလုံးနိုင်တော့အထက်ကအသိပ်ပြီးတော့ဒီ city drive တွေပါเนาะသူရဲ့ technology ဘယ်လိုလဲတော့ကျွန်တော်မသိဘူးဆိုတော့ကျွန်တော် hard external ကိုကျွန်တော် support ပြီးတော့เนาะ external ကိုကျွန်တော် recommend လုပ်တယ်ဝယ်သုံးဖို့ကြံပြုတယ်ပေါ့เนาะဒါဆိုကျွန်တော်တို့ရဲ့ laptop နဲ့အနာသက်တာတော့ဗျာဒီရမလားเนาะ okay ဆိုတော့ okay အဲ့လိုရှိမယ်အဲ့တော့ကျွန်တော်တို့ဒါဝယ်မယ်ဆိုရင် mission လို့နေတယ်เนาะ blue ray disc လား blue disc ကို support ပြီးတော့ band drive လားဒါမှမဟုတ် cd dvd cd ကို support ပြီး band drive လား dvd တွေအထိပါ support ပြီးလားဒါမျိုးတွေကို make sure က ခုမှကိုသိနေပြီပေါ့နော်ကိုက DVD က DVD ဆိုရင် okay DVD ဆိုရင် R ရှိမြော် RW ရှိမြော် okay ဟာဆိုင်ရောတောင်းမြော်အကူကြီးမင်္ဂလာပါကျွန်တော်တို့ဒါဟို banning လုပ်ချင်လို့ပါကိုလီ banning လို့ပါဟုတ်ကဲ့ကျွန်တော်တုံးချင်တာတော့ DVD rewrite ထည့်ပြီးတော့တုံးချင်တာအဆင်ပြေနိုင်မလားအပြည့်ရပြည့်ရဆိုတာယူမယ်အကလေးကိုကဒီ blue ray disc ကိုလို့ကျွန်တော်ဆိုအကူကြီးကျွန်တော် blue ray disc တွေပါ run ချင်တာ all in one လေးပေးပါဆိုတော့ကျွန်တော်ပြောလို့ရအသေးရမလားအကူဒါဆိုတာကျွန်တော်ပြတာ all in one ပေါ့နော်ဒီမှာဒီမှာ RW တွေရောအကုန်ရတယ် DVD ရော CD ရောအစုံရမယ် driver ပြနော်ဒါမျိုးတွေပြောဖို့လိုပါတယ်ဒါမှသာကျွန်တော်တို့ဒါပတ်စံပတ်စ ုံးရှုံးပါပေါ့เนาะကျွန်တော်ဝင်လာတာတခြားလုပ်ချင်တာတခြားဖြစ်မှာဆိုလို့ကျွန်တော်ပြောချင်းဖြစ်ပါတယ်เนาะအားလုံးပဲโอเคအဲ့တော့ဒါကျွန်တော် ထပ်ပြီးတော့ကျွန်တော်တို့ဒီဖို့လိုတာဒီမှာလာပြီเนาะဘာလဲဆိုတော့ဒါဒါဆိုတော့ solid state drive ပေါ့เนาะ solid state drive ကလည်းဒါဆိုတော့ storage device ပါပဲเนาะအဲ solid state drive ကကျတော့ဘာကြောင့်ထွက်လာလဲဆိုတော့ကျွန်တော်တို့ HDD ကိုပေါ့เนาะ HDD ကို enhance လုပ်ဖို့အတွက်ဆိုလိုတာက HDD ကဘိုင်းနဲ့လှုပ်ရှားလဲဆိုတော့ကျွန်တော်တို့ဒါမရှိဘူးအရင်ကလည်းကျွန်တော် over raw ပြောပြပြီးပါတယ်เนาะ HDD ကကျွန်တော်တို့ plater ရှိမယ်เนาะ rewrite head တွေเนาะအထဲမှာ plater ရယ် spin tray တွေဒါတွေနဲ့သူကလှုပ်ရှားသွားလာတယ်အလုပ်လုပ်တာဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကဘာဖြစ်နိုင်လဲဆိုတော့ကြာလာတော့ဒီ ြောမှဆိုရင်ဒီ river head တွေကအလုံးလုံးနိုင်တာ၄เนาะအဲခြောင်လာတာ၄ခြောက်ခြောက်ဖြစ်လာတာ၄ဒါမျိုးတွေကြုံတွေ့ရရှိရယ်နောက်တစ်ခုကတစ်ခါတော့ပြုတ်ကျပြီဆိုရင်လည်းအထဲမှာရှိရယ် plate တွေကအလုံးမလုံးနိုင်တာ၄ river head တွေကွေးသွားတာ၄ data တွေလုံးလုံးမရတာ၄ re only ဖြစ်ကုန်တာ၄ရှိရယ်เนาะအဲ့တော့အဲ့လိုဟာမျိုးကိုကျွန်တော်တို့ဖယ်ရှားဖို့တကူ SSD ဆိုတာထွက်လာတယ်ဘာလဲဆိုတော့ solid state drive ပါသူကကျတော့ရိုးရှင်တယ်သူကဘာမှဟိုမှာမရှိဘူးเนาะ လုံးဝ no moving back ပဲเนาะ moving back လုံးဝမရှိဘူးပြီးတော့အတန်တိတ်ဆိတ်တယ်ဟိုဟာတစ်လိုမျိုးဝူဝိုင်းအဲ့လို order မဟုတ်ဘူးတိရမလားဟာတစ်လိုမျိုးအတန်နေပေါင်းစုံနေ order မဟုတ်ဘူးအထဲမှာ lay back ဆရာလည်းဘာမှမရှိဘူးသူအလုပ်လုပ်တာလုံးဝရိုးရှင်းနေချစ်ဆက်တွေနေမှာလုပ်လို့တာเนาะအထဲမှာပါတဲ့ memory ချစ်ဆက်တွေနေတော့အလုပ်လုပ်တာเนาะ okay နောက်တစ်ခုက तू က non for time memory ဖြစ်တယ်နော် non for time memory ဆိုတာဘာလဲဆိုတော့ तू က store permanent storage device လို့ပြောခြင်းဖြစ်ပါတယ်အတူတူပါပဲနော် ram ကကြတော့ဘာလဲဆိုရင် for time memory နော် तू ကတာမှန်ပဲရှားကြီးပဲမှတ်ဉာဏ်ကိုတူလောင်ပေးတာဖြစ်ပါတယ်နော်ဒါအောင်မရှိလို့တကယ်ကိုပဲသိဖို့လိုပါတယ် okay အဲ့တော့သူ့ကိုကျွန်တော်တို့ compare လုပ်မယ်ဆို very first performance လုံးဝ performance အပြင်အရင်မြန်တယ်ပထမထမြန်တယ်ဆိုတော့ HDD နဲ့နိုင်မယ်ဆိုတော့လုံးဝမြန်တယ် HDD ကဆိုင်5000လောက်ထိမြန်တယ်ဒီကောင် transfer လုပ်လို့ရ rate ကနော် โอเคအဲ့တော့ဒီမှာ no spinning dry တွေမရှိတဲ့အခါကျတော့ကျွန်တော်တို့လုံးဝ delay မရှိဘူး သူ့မှာပိုင်းထွက်လဲဆိုရင်2.5 inches ထွက်တယ်เนาะ laptop ဖြစ်ဖြစ် desktop ဖြစ်ဖြစ်2.5 inches ကိုထည့်ပြီးသုံးလို့ရတယ်เนาะကျွန်တော်ဆိုအရင်တစ်ခေါက်ကအရင်တစ်ဘက်ကတော့မှကျွန်တော် server ကိုတွားပြီးတော့ဟို SSD ပြောင်းပြီးတော့เนาะ2.5 inches ပွဲပြီးတော့ကျွန်တော်တွားပြီးတော့ပြောင်းပြရဖြစ်ပါတယ်ပြီးတော့1.8ရှိရယ်1.8 inches form ပနာပါလဲဆိုတော့ M2 slot ပြောရဖြစ်ပါတယ်เนาะနောက်ပိုင်း laptop တွေမှာကျွန်တော်တို့ M2 ပါလာပြီ right เนาะဒီ M2 slot တွေမှာကျွန်တော်တို့ SSD เนาะ M2 support ပြီးတဲ့ဟာမျိုးကျွန်တော်တို့တွား site ပြီးသုံးလို့ရတယ်เนาะအဲ့တော့ဒီ SSD တွေကဘယ်လောက်ထိသူတို့ဘယ်လောက်ထိသူတို့ transfer လုပ်နိုင်လဲဆိုရင်เนาะ ်200နဲ့950 megabyte per second ထိသူက transfer လုပ်နိုင်တယ်နော်ကျွန်တော်တစ်စက္ကန့်အတွင်းပေါ့နော်တစ်စက္ကန့်အတွင်းမှာ200နဲ့950 megabyte data တွေကိုသူတို့ transfer လုပ်နိုင်နေပေါ့နော်ဒီလောက်ထိရရတယ်နော်အဲ့တော့ဒီ hard disk ကတော့အဲ့လောက်မရအောင်နော်အားကြောင့်မလို့ဒီ SSD ကဈေးကြီးပါတယ် နော် SSD ကရေးကြည့်ပါတယ် hard disk ကစေးသက်တာပါတယ်ပြီးတော့ကြာရှည်ခံတာပြောပါဆိုရင် SSD ဖြစ်ပါတယ်ကျွန်တော်တို့နောက်ပိုင်းမှာကျွန်တော်ကွန်ပျူတာကိုလည်းကျွန်တော် SSD ထည့်မယ် main ကိုလည်း SSD ထည့်ဖို့ကျွန်တော်အကြံပြုတယ်ဒါမှကျွန်တော် data တွေက sustain တည်မြဲမှာဖြစ်ပါတယ်နော် โอเคเนาะสรุปที่ HDD ก็ကျွန်တော်တို့ speaker ဘယ်လောက်ပဲရလဲဆိုရင်အများဆုံးမှတော့125 megabyte per second ဒီပဲစပူပေးနိုင်တယ်ဆိုတော့ SSD က HDD ဆိုင်5 times လောက်ပုံမြန်တယ်เนาะ first time လောက်ပုံမြန်တယ်ပြီးတော့သူကပြုတ်ကြတာတွေပါရင်လည်းပြုတ်ကြရင်လည်းဘာမှမဖြစ်ဘူးဘာလို့ဆိုတော့သူ့မှာအထဲမှာလှုပ်ရှားနေတဲ့စိတ်ပိုင်းတစ်ခုမှမပါဘူး မပေါင်းဆိုတော့အဆင်ပြေရနော်ကျွန်တော်တို့ကနည်းနည်းပါတုတ်ကြသွားတယ်ဘာမှမဖြစ်ဘူးအခက်အခဲမရှိဘူးနော်အဆင်ပြေတဲ့ data တွေမဆုံးရှုံးနိုင်ဘူးဒါပေမဲ့ HTTP ကကျွန်တော်ပြုတ်ကျသွားပြီဆိုရင်အထဲမှာဖြစ်တဲ့ rebind head တွေတခုခုဖြစ်သွားပြီဆိုရင်လုံးဝ data ဆုံးရှုံးနိုင်တယ်ဒါဖြစ်နေတယ်ဒါကြောင့်ကျွန်တော်တို့ဒီနော်ဒါကြောင့်ကျွန်တော်တို့ဒီ SSD က HTTP data ဆိုင်ဈေးကွက်ထဲမှာပုံကျုပ်ဈေးကြီးတာနော်ဈေးကြီးတယ်ပြီးတော့အခြေသေးလေးကောင်းတော့ဈေးကြီးတာပေါ့ဗျာနော်ကျွန်တော်ကတော့ mixture ကိုဒီ SSD ကို future မှာပေါ့နော်ကိုကွန်ပျူတာတွေကို SSD ပါတဲ့ဟာမျိုးဝယ်ဖို့ပြီးတော့ SSD အခုမရှိဘူးဆိုလည်းစိုက်လို့ရတယ်စိုက်ကြပါဗျာဟုတ်ကဲ့ အခုမရှိလို့မြင်တွေ့နေရတော့ဒါ SSD အထဲမှာပါဝင်တဲ့စိတ်ပိုင်းဖြစ်ပါတယ်နော် SSD မှာကျွန်တော်ဒီမှာနော်ဒါ SATA ပေါ့နော် SATA ကိုတုံးတာဖြစ်တဲ့အတွက်ဒီမှာဒီ15ပင်ပါမယ်15ပင်ရပါလဲဆိုတော့ဒါကျွန်တော်ပါဝါပေါ့နော်ပါဝါပါဒီကောင်ကတော့ခုနှစ်ပင်ပါ data ပါနော်ဒါအထဲမှာမြင်ရတဲ့ပုံစံပါအထဲမှာကျွန်တော်ပါဝင်တဲ့လို့ချစ်ချစ်ဆက်ပြီးနေတဲ့ဒီဘက်ကအလုပ်လုပ်နေတာဒါ store လုပ်တာလीနော် data တွေကိုဒါနဲ့သူ store လုပ်မှာ ကျန်တဲ့ဗျာ moving part တွေတိရပြလား plate တို့ actuator and တို့တကူမှမပါဘူးပြုတ်ကြခွက်ဘာဖြူပြန်ထည့်ကိုယ့်ဘာကို AC လို့ဘာအဓိကဒီအားကြီးမပြုတ်မချင်းဗျာတိရပြလားဒီတက်ကတ်ထားတဲ့ဒီချစ်ဆက်တွေဘာမှမထိမခိုက်မချင်းကျွန်တော်အဆင်ပြေပြေသုံးလို့ရတယ်ဗျာဒါ accessory အားသာကြာเนาะစီလက်ကြီးရေပေါ့เนาะဒါကောင်းတယ်အဲ့တော့ကျွန်တော် နောက်တစ်ခုကကျွန်တော် SSD M2 เนาะ M2 ဆိုတော့ဒီ M2 ဆိုတော့ပုံတိုင်းမှာမပါဘူးเนาะနောက်ပိုင်းနည်းနည်းဟိုပြောမဆို generation မြင့်တဲ့ပုံတွေမှာပဲပါလာမယ်เนาะဆိုတော့ဒီကောင်ကဘာလဲဆိုတော့ M2 ဆိုတော့ဒီ M2 ဆိုတော့လည်းဒါ SSD တစ်မျိုးပေါ့เนาะ SSD ဒါမှမဟုတ် M2 ဆိုတော့ type ဖြစ်တယ်เนาะအဲ့တော့ဒီ M2 ဆိုတော့အများဆုံးပြောเนาะကျွန်တော်တို့ဒါပြောမဆိုရင်ဘာနဲ့တွန်းညီလဲဆိုတော့ PCIe တင်ပြီးပါတယ်เนาะ PCIe 1 slot နဲ့တွားပြီးပုံစံတူတူလောက်ပဲเนาะ1 slot နဲ့တွားညီရဲ့ နော်โอเคအဲ့လိုပဲ USB ပဲရှိရဲအဲ့ဒါမာသားပုံမှာထပ်ပြီးတော့ပါလာတာရှိရဲနော် laptop laptop မှာပါလာတာရှိရဲဒီကျွန်တော်တို့အရင်သုံးနေရဒီ SATA တိရမလား SATA အခုပြကျွန်တော် SSD ပထမတစ်ခါပြောရအဲ့ SATA SSD ကြဆိုင်သူက first star ပို့မြန်တာသူပြောမှာဆိုပြ SATA SSD နဲ့ M2 နဲ့ဘယ်ဟာပိုကောင်းလဲမေးလို့ရှိရင် M2 လို့ပဲဖြေရမှာပေါ့ဗျာတကယ်မလားစာတန်းအဲ့လောက်တိတ်မကောင်း M2 လောက်မကောင်းဘူးเนาะ M2 ပါတဲ့ဟာဆိုတကယ်တကယ်ကောင်းတာပါเนาะအဲ့တော့ဒီ M2 မှာသူတို့ပါရှိတယ်ဆိုတော့ different color type တွေရှိရယ် B type ရှိရယ် M type ရှိရယ်ဒါပေမဲ့တချို့ပုံတွေကြတော့အမိုက်တယ်เนาะ B type ကို M type ကိုနှစ်မျိုးလုံးလာတယ်เนาะ ဲ့တော့ b type ကော antibody ကောနှစ်မျိုးလုံး support ပေးရရှိရယ်နော်အဲ့တော့ကိုကဘယ်ဟာကိုပဲဗျာ b type ဖြစ်ဖြစ် antibody ဖြစ်ဖြစ်ထည့်လိုက်ရရှိရယ်အဲ့တော့ဒီ type တွေကိုကျွန်တော်ဗာနဲ့ခွဲလဲဆိုတော့ need to be compatible slot key slot key ပေါ့နော်ဒီကိုယ့်ရဲ့ slot ပေါ်မူတည်ပြီးတော့သူက b type လား antibody လားဆိုတော့ကျွန်တော်တို့ခွဲကြမှာဖြစ်ပါတယ်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ slot ကထားပါတော့ဗျာကျွန်တော် description သွားဖတ်မယ်ပေါ့ဒါဒီ website ဒီမှာပေါ့နော်ကျွန်တော်ကျွန်တော်ရဲ့ဒီ laptop ပုတ်ပေါ့နော်ဒီပုတ်ကအဲဒီ M2 support ပေးရဘလို့လဲနော်ဟို device support ပို့ BNN ဆိုရင် BK ရော MK ရော support ပေးရတာဒါမှမဟုတ်ရင်ကျွန်တော်က M2 ဘာလဲ BK လား MK လားဆိုတော့ဒါကျွန်တော်တို့တခါတည်းဖော်ပြပြီးသားဖြစ်ပါတယ်ကိုယ်တိုင်မခွဲခြားတတ်ရင်တို့တာပေါ့နော်ကိုယ်တိုင်ခွဲဖို့ကလည်းဒါလည်းအမှတ်သားရရှိရပေါ့နော်ဒါပေမဲ့နည်းတော့ခက်တာပေါ့သိရမလား Okay အဲ့တော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့နော်ဒီပြမဆိုရင် slot key ရမလို့ဒီကျွန်တော်တို့က b type ရှိမယ် m type ရှိမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပုံမှာ အဆင်ပြေမဲ့ slot တွေပါပြီးတော့ဗောနော်မြေတူကွန်ပျူတာပဲ slot key ကိုယ့်ရဲ့ slot key တွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကရွေးချယ်တက်ဆရာမှာဖြစ်ပါတယ်ဒါပေမဲ့တချို့သော motherboard တွေမှာဆိုရင်တော့တချို့ computer တွေမှာဘာကြီးပါလာလဲဆိုတော့တချို့ motherboard တွေမှာ M2 ကိုသူက support ပြီးတော့ B type ကို M type ကို support ပြီးရိုက်တာတက်အဆင်ပြေရယ်နော်အဲ့လိုပုံတွေလည်းရှိရယ်အဲ့လိုပြောနေတာဖြစ်ပါတယ်နော် โอเคဒီမှာထပ်ပြီးတော့တွေ့ရမှာမေးဆိုရပါလဲဆိုတော့ http ပေါ့နော်ဒါကျွန်တော်အရင်ရှေ့ကပြောခဲ့တဲ့အတိုင်းပဲ http တော့ပါလဲဆိုတော့ non volatile storage device ပါဒါ permanent เนาะ data တွေကို data တွေကို permanent တူလောင်ပေးတဲ့ device ဖြစ်ပါတယ်သူ့မှာ wallpaper တွေပါတယ်ဗျာเนาะ magnetic and rewind head data တွေနဲ့သူက data တွေကိုဖတ်တာအလုပ်လုပ်တာဖြစ်ပါတယ်ဆိုတော့ တော့ plater လို့ mechanical end ဘာလို့တော့လဲ mechanical end ကျတော့ plater ကလည်နေမှာဗျာကျွန်တော်တို့ hard disk ကိုပေါင်းအပ်ပေးထားလဲလို့ရှိရင် plater ကလည်နေမှာအဲ့ plater အပေါ်မှာတော့ဘာလို့လဲဆိုတော့ mechanical end နဲ့တွားပြီးတော့ထောက်တယ်ထောက်ပြီးတော့မှအဲ့လည်တဲ့အားပုံကိုတီးပြီးတော့မှ data တွေကျွန်တော်တို့ transfer လုပ်တာနော် data တွေကိုမှတ်တယ်ဒီ river helia river helia data တွေကိုမှတ်တယ်မှတ်ပြီးတော့မှနော် မှတ်ပြီးတော့မှကျွန်တော်တို့က data တွေကို transfer လုပ်ပြရဖြစ်ပါတယ် data ပေါ့နော်ဟိုဒီ input output ပဲဗျာဒါတွေကျွန်တော်တို့လုပ်ဆောင်တာဖြစ်ပါတယ်ဆိုတော့ ။ဘာဖြစ်နိုင်လဲဆိုတော့သူက mechanical ဒီနဲ့တက်ဆင်ထားတာလေပတ်တဲ့ဟာရှိရဆိုတော့ဘာဖြစ်လဲဆိုတော့ easily တော့ broke ဖြစ်နိုင်တယ်ဗျ။ပြောလို့ဆိုတော့ rewrite ဟာအရင်ကချုံထချုံမြတဲ့ device တွေဖြစ်ပါတယ် rewrite ဟာကလေ။အဲ့တော့ account တွေပြည့်စည်သွားပြီ။နည်းနည်းကွေးသွားပြီဆိုတော့ကျွန်တော်တို့ data တွေကပြန်မရနိုင်တော့ဘူးပြန်เนาะ။ဒါက HDD ရဲ့ဆိုးွားတဲ့အချက်တစ်ခုဖြစ်ပါတယ်เนาะ။ဒါကြောင့်မလို့ကျွန်တော်တို့နောက်ဆုံးအဖြစ်က HDD တက်လိုက်တယ်ဆိုရင်အော် write broke တက်ဖြစ်နေတယ်ဆိုတော့ပြောမယ်ဆိုတော့ write လို့မရတော့ဘူးပြန်။သူ HDD တော်တော်ပြည့်စည်နေပြီ။ ကျွန်တော်တို့အထက်ကဒီကြား brand လို့မြင်အောင်ကြည့်လို့ပဲရတော့ဒီလိုအခြေအနေမျိုးဖြစ်သွားတာကိုခေါ်တာဖြစ်ပါတယ်เนาะအဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ဘာဖြစ်နိုင်လဲဆိုတော့เนาะကျွန်တော်တို့ data တွေဆုံးရှုံးနိုင်တယ်နောက်တစ်ခုကဒီ 2USB ပေါ့เนาะဒီ rewrite လုပ်နိုင်တဲ့ speaker ဘယ်နောက်ပဲရှိနိုင်လဲဆိုတော့ maximum เนาะအများဆုံးက 120MB per second ပဲရှိတယ်โอเคဘယ်လောက်ဆိုပြီးဆိုတော့ HDD နဲ့ SSD အကြောင်းသားလဲမလို့ကျွန်တော်ထင်ပါတယ် โอเคအဲ့တော့ကျွန်တော်တစ်ချက်ကြည့်မယ်နော်ဒီ HTTP ရဲ့အထဲမှာဘာတွေပါလဲခေါ့နော်ဘာလို့အလုပ်လုပ်လဲဆိုတော့ကျွန်တော်တစ်ချက်ပြပြပေးမယ်ဆိုတော့ HTTP မှာဘာပါလဲဆိုတော့ကျွန်တော်တို့ plotter အခုဒီမှာမင်းတို့မြင်နေရတဲ့ဟာကြီးပေါ့ဒီအဝိုင်းများတာ plotter လို့ကျွန်တော်တို့ခေါ်တယ်နော်ဒီမှာအခုဒီမှာဒီမှာဝင်ရိုးလေးပေါ့ဗျာ ဒီခါကကျတော့ plate ကိုလဲပတ်အောင်လို့လဲနိုင်အောင်သူကဆက်ဖို့ပေးတဲ့ကောင်လေး spindle လို့ခေါ်ရနော်အဲ spindle လို့ခေါ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီမှာ actuator ဒီ actuator ရှိမယ်နောက်တစ်ခုက arm ပေါ့ဗျာဒီ arm လေးရှိမယ်ပြီးလို့ရှိရင် rewrite head ရှိမယ်ဒါတွေအကုန်ပေါင်းစပ်ပြီးတော့ data တွေကိုကျွန်တော်တို့အထုပ်သွင်းလုပ်တာဖြစ်ပါတယ်ဆိုတော့ဘယ်လိုလုပ်လဲဆိုကျွန်တော်ပြပြမယ်ဆိုရင်ဒီကောင်ကလဲနေမယ်ဗျာအဲ့တော့ကျွန်တော်တို့ data တွေကို transfer လုပ်ချင်တယ်ဆိုဒါမှမဟုတ်လဲယူချင်တယ်ဆိုရင်ဒီ plate လေးကနော်ဒီ block ပေါ်သွားပြီးတော့သူကထပ်တာ ွားကြတယ်။ကြားပြီးတော့မှသူက data တွေကိုသူကဆွဲယူတာ။ယူပြီးတော့မှသူကဒီတော့နောက်ပြန်အရှိတူးလိုက်နောက်ဆုံးလိုက်အဲ့လိုလုပ်ချင်ရဖြစ်ပဲသူက data တွေကို transfer လုပ်တယ်။နော် data တွေကို transfer လုပ်တယ်ပြီးတော့ data တွေကျွန်တော် backup လုပ်မယ်အဲ့ဒါမျိုးလုပ်ဆောင်တာဖြစ်ပါတယ်နော်။အသွင်းထုတ်လုပ်တာပေါ့ဗျာ data တွေလုပ်ဆောင်တာဖြစ်ပါတယ်။ဆိုတော့သူတို့ကဒီ HTTP performance ကဘာနဲ့တိုင်လဲဆိုတော့ကျွန်တော်တို့နော် RPM နဲ့တိုင်တယ်နော်။ RPM ဆိုတာကျွန်တော်တို့ physics မှာလည်းတင်ပြလို့ revolution per minute เนาะ one revolution per minute မှာ block ရှိတယ်အဲဒါမျိုးကျွန်တော်သင်ခဲ့ရရှိရဲဆိုတော့ RPM နဲ့တိုင်းနေเนาะဒီဒီကျွန်တော်တို့ဒီ hard disk performance ကိုဒီ accurate hard disk performance ဆိုเนาะ okay ဆိုတော့ကျွန်တော်တို့ကအခု site ဒီမှာတောင်းဝယ်ရဲဆိုရင် RPM ကိုကျွန်တော်ပြောလို့ရတယ်ဘယ်လိုပြောနိုင်လဲဆိုတော့ကျွန်တော်9000လေး RPM လား9000 RPM လားเนาะ revolution per minute တမိနစ်မှာ level နိုင်တဲ့အချိန်ယူတဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ megabyte per second ပေါ့เนาะသွားနိုင်တဲ့ rewind speed ကြီးกว่าချမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ hard disk ကိုဝယ်တဲ့အခါမေးဖို့လိုတယ် okay အာကျွန်တော်ဆိုင်ရသွားတယ်ကျွန်မ head လိုချင်လို့ပါ9400 rpm ပေးပါအဲ့ဒါမျိုးဒါမှမဟုတ်9200 rpm လားခင်ဗျာ9400 rpm လားခင်ဗျာဒါမျိုးကျွန်တော်မေးပြီးတော့ဝယ်လိုက်ရတယ်ကိုကတကယ်တော့ transfer ကောင်းကောင်းလုပ်ချင်တယ်ဆိုရင်9200 rpm မျိုးကျွန်တော်ဝယ်တင်တယ်9400မဝယ်သေးဘူးเนาะအဲ့တော့ more rpm more faster ပါเนาะဒီမှာ mixer သိအောင်ကျွန်တော်ရေးပေးထားပါတယ်เนาะ okay အဲ့တော့ဆို mixer က head အကြောင်းနားလည်းမလို့ကျွန်တော်ထင်ပါတယ်เนาะ okay ကျွန်တော်ထပ်ပြီးတော့ပါပါလဲဆိုတော့နောက်ထပ်ပေါ့နော် narrow base ကိုမြင်တွေ့နေကြဖြစ်တဲ့ flat drive ပေါ့နော် flat drive ဒါမှမဟုတ်လေကျွန်တော် USB အဲ USB stick အမျိုးမျိုးပေါ့ခေါ်ကြပါတယ်ဒီကောင်အောင်လဲကျွန်တော်ပါလဲဆိုတော့ဒါ storage device တမျိုးဖြစ်ပါတယ်နော်ဒါအောင်လဲကျွန်တော်မိထားလို့မရပါဘူးနောက်တမျိုးသူဘယ်လိုခေါ်လဲဆိုတော့ AEP ground လို့ခေါ်ပါတယ်သူက electrical erasable programmable programmable read only memory လို့ခေါ်ပါတယ်နော်ဒီကောင်လေးနော်ဒီလိုခေါ်ပါတယ် okay အဲ့တော့သူကပါလဲဆိုတော့သူလဲ non volatile story device ဖြစ်ပါတယ်เนาะ non volatile story device ဆိုတာဒီကျွန်တော်တို့ဘယ်လိုပြောရမလဲ data တွေကိုဟိုပုံမှန်ဆို permanent တင်စီပြီးရတဲ့အရာတစ်ခုဖြစ်ပါတယ်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ဒီမှာ flat drive ပေါ့ flat drive ကပါလဲဆိုတော့သူတို့မှာပေါ့เนาะသူတို့တီးတိုင်းရတည်နိုင်တယ်ဗျာเนาะ brand လို့မဟုတ်ဘူးเนาะဒီလား hard disk တို့ flat drive တို့က RAM ဆိုတော့ပါလဲဆိုတော့ RAM ဆိုတော့ကျွန်တော်တို့เนาะဒီသူ့ကို power ပေးထားတယ်ဗျာ power ပေးထားတဲ့နေကျွန်တော်တို့ကအဲ့ computer သူအခုထားပါတယ်ကျွန်တော် program တစ်ခုဖွင့်လိုက်တယ် notebook တစ်ခုဖွင့်လိုက်တယ်ဒီ notebook ကိုကျွန်တော်ဒီမှာရေးလိုက်တယ်เนาะ ထားရရေးလိုက်တယ်ဗျာတခုရေးပြီးကျွန်တော်မသိမ်းပြဘူးမစိဘူးမစိဘူးနော်မစိဘဲနဲ့ကျွန်တော်ဒီကောင်ကိုပြန်ပြီးတော့ပိတ်ချလိုက်တယ်ပိတ်သွားမှာဆိုတော့မတုံးစိလောက်လိုက်ပါနော်အဲ့ဆိုကျွန်တော်ဒီကောင်ကိုလိုက်ရှာမှာလိုက်ရှာလို့တွေ့မှာမဟုတ်လို့ကျွန်တော်ဆက်တယ်မှာဘာကြောင့်လဲဆိုကျွန်တော် save မလုပ်တာ save လုပ်တယ်ဆိုတော့ဗာလဲဆိုတော့ save လုပ်တယ်ဆိုတော့ကျွန်တော်ဒါဟိုဒါ http လေးမှာတွားပြီးတော့တင်လိုက်တာဖြစ်ပါတယ်နော်ဒီမှာ http ဒီလို save ကိုနှိပ်လိုက်ပြီဆိုတော့ desktop ဒါ c drive c drive ဆိုတော့ဗာလဲကျွန်တော်ရဲ့ http drive ဖြစ်ပါတယ်နောက်တစ်ခု d drive ပဲထားပါဦးထားပါတော့ဗျာဒီမှာ d e ရှိပဲ ဒါရီကဘာလဲဒါရီကကျွန်တော်ရဲ့တော့ http မှာ partition ပိုင်းတဲ့အရာလေးဖြစ်တယ်ကျွန်တော်ဒီထဲမှာပဲသွားဆေးလို့ရမှာချက်နဲ့နေရာသွားဆေးလို့မရဘူးဆိုတော့ကျွန်တော်တို့ကဒီထဲမှာတဏျာမှာတဏျာသုံးမဟုတ်တဏျာမှာသွားမဆေးတရွေကနော် run ကယာယီပဲဒီ data တွေမြင်အောင်ကျွန်တော်တို့မြင်အောင်ဖော်ပြပေးနိုင်တယ်ပြီးရင်ကျွန်တော်မဆေးဘူးဆိုသူကဖြောက်ပလိုက်ပါဗျာဒါက run ရဲ့အလုပ်ဒါကြောင့်သူ့ကိုကျွန်တော် for time storage လို့ခေါ်တာဖြစ်ပါတယ်နော်အဲ့တော့ဒီအခု flash drive ကို http ကိုကြောင့်အဲ့လိုမဟုတ်ဘူးနော်သူတို့ကကျွန်တော် non volatile storage ဖြစ်ပါတယ်သူတို့ကကျွန်တော်ယာယီသွင်းလို့လာမဟုတ်ဘူး permanent သွင်းလို့မရဘူး နောက်ပြီးတော့တို့ကတိတန်ရတည်ရယ်ပါဝါမလို့ပါဝါမရှိလဲတို့က data တွေမပြောင်းဘူးနော်တိန်းထားလို့ရတယ်โอเคဒါပေမဲ့တို့မှာ harness ချက်ရှိရပါလဲဆိုတော့ limited right ရှိရယ်အဲကြောင့်မလို့ကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့နော်ဟို right product ဖြစ်တာဗျာတည်ရမလားသူမှဒီ right လို့လို့ရမယ့်အချိန်ပမာဏဆိုတာရှိပြီးသားနော်အဲကောင်ကြော်သွားပြီဆိုရင်တို့ကအာ this this right right product right product ဖြစ်နေပါတယ် net drive ကဒီ drive ကြီးက right product ဖြစ်နေပါတယ်ဆိုတာကျွန်တော်တို့ပြောတာဖြစ်ပါတယ်ဆိုတော့ right product ဖြစ်ပါဖြစ်လဲကျွန်တော် data တွေ read လို့ပဲရတယ်ဗျာ read လို့ရဆိုတော့ data တွေဖွင့်ကြည့်လို့ရတယ် ဒါပေမဲ့အဲ့ဒီတည်း run လို့မရဘူး run ကိုတော့မရဘူးမရဘူးပဲပြောတာ copy လေးကူးလို့မရဘူးတခြားဒီထဲကနေပြီးတော့ desktop ပေါ်ရွှေ့ကျင်တယ် copy လေးကူးလို့မရဘူးဒါမျိုးတွေဖြစ်တဲ့အခါကျရင်ကျွန်တော်ဘာဖြစ်လာလဲ data တွေ easy loop เนาะ easy to loop data တွေဆုံးရှုံးနိုင်တယ်အဲ့တော့ hard disk ဖြစ်ဖြစ် storage device တခုပေါ့เนาะ hard disk ဖြစ်ဖြစ် flash drive ဖြစ်ဖြစ်ဘာလို့ဖို့လို့လဲတချောင်း bucket အမြဲတမ်းထားဖို့လိုတယ်ဒါမှသာကျွန်တော်တို့เนาะ data တွေကိုကျွန်တော်တို့ NAS ကင်းကင်းနဲ့အဆုံးရှုံးမရှိကျွန်တော်တို့သိသိထားရမှာဖြစ်ပါတယ်။ backup မရှိဘူးဆိုရင်ဘာဖြစ်မလဲ။ သွားပြီဘက်ကမရှိသူဒါကြီးပဲကျွန်တော်ထိုးလိုက်တုံးလန်ထိုးလိုက်တွင်းလန်ထိုးလိုက်တွင်းလန်လုံးနေကြာလိုက်ပါဖြစ်လာမယ်သူက right product ဖြစ်လာမယ်အဲကြောင့်ကျွန်တော် data တွေယူလို့မရတော့ဘူးနော် mesro ဒီကိုလိုပါတယ်အဲ့တော့ right product ကယူလို့မရဘူးမဟုတ်ဘူးကြားတယ်နော် attribute command နဲ့ကျွန်တော်ပြန်ပြီး follow ရဒါပေမဲ့အများသောအားဖြင့်မရဘူးနော်ဒါကျွန်တော်လက်တွေ့ကြုံတာဖြစ်ပါတယ်10ခုလောက်လုပ်မယ်ဆိုရင်ပြင်နိုင်တာ2ခု3ခုလောက်ပဲရှိရနော်ဒါပေမဲ့ဆိုကံကောင်းမယ်ဆိုရမယ်ကံမကောင်းမရဘူးနော် okay ဒါတော့ဒီတော့ကျွန်တော်တို့ practice တွေတုံးမယ် USB ကိုသုံးမယ်ဆိုရင်ဒီနေ့ကစပြီးတော့တချောင်း packet ဆောင်းထားဖို့ကျွန်တော်အကြံပြုပေးကြလိုပါတယ်ဗျာဟုတ်ကဲ့ပါ okay အဲ့တော့ကျွန်တော်ဒီမှာเนาะ story drive တွေကျွန်တော်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ flash drive ပေါ့เนาะပြောမယ်ဆို USB drive တွေပြောရဖြစ်ပါတယ်အဲဘလို့ဟာမျိုးဖြစ်လဲဒီမှာထားပါတော့ visa တွေဘာတွေကထုတ်တယ်ဒီလိုဟာမျိုးပါလာတယ်ဒါလည်းကျွန်တော်ပါလဲ USB drive ပဲเนาะ USB stick ပဲเนาะဒီကောင် USB stick ပဲဖုန်းဒီမှာထည့်မယ်ဒီကောင် data ကကျွန်တော်တို့ဒီကလေးမျိုးဒီအခုံထဲမှာထည့်လိုက်လို့ရှိရင်ကွန်ပျူတာမှာလာပြီးထိုးရတဲ့ slot ပါတယ်เนาะဒါလည်းကျွန်တော်တို့ပါလဲ flash drive ပဲ ီမှာမြင်နေရတဲ့ stick ကလည်း flat drive ပဲကျွန်တော်ဆိုလိုတာကအမျိုးမျိုးလာနိုင်တယ်နော်ပုံစံတွေအမျိုးမျိုးလာနိုင်တယ်နော်သူ့ဘက်သူ no interface တွေပဲကွာတာလုံဆောင်နိုင်စွမ်းတော့အတူတူဖြစ်ပါတယ်နော်ဒါကြီးလည်းကျွန်တော်ဒါ flat drive storage device တွေဖြစ်ပါတယ်ဒီလောက်ဆိုဒီ storage device အကြောင်းနားလည်ပြီးတော့ကျွန်တော်ထင်ပါတယ်နော်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်